မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်ရှမ်းမြောက်ကျောင်းမဲမျိုးက88မျိုးဆက်ငင်းချမ်းကြီးနဲ့ပွင့်လင်းလူအဖွဲ့စီတာဝန်ခံဒေါ်ရီဆွေနဲ့ စကိုင်းတိုင်းရွှေဘူမျိုးကအေးပါတဲ့ပခဖခေါင်းဆောင်၆ဦးကိုတအံအမျိုးသားလွန်မြောက်ရေးတမတော် DNL ကထိန်းသိမ်းထားတယ်လို့သိရပါတယ်။အခုလ18ရက်နေ့ကလေးကစတင်ဖမ်းဆီးထားတာဖြစ်ပြီးနံမတူမျိုးမှာဖမ်းဆီးထိန်းသိမ်းထားတာပါ။အဖမ်းခံရသူတွေနဲ့နှိစက်သူတွေကတော့ဒေါ်ရီဆွေရဲ့ကားပေါ်မှာပက်ဆန်ကြက်သိန်းရာချီပါလာတာကြောင့်မတင်ကောင်မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီငွေတွေဟာ ရွှေဘိုဘက်ကဖားရဲ့ Starlink နဲ့ကားဝယ်ဖို့အတွက်ငွေတွေဖြစ်ပြီး TNL ကကတ်သက်ထားတဲ့ပစ္စည်းတစ်ခုမှမပါဘူးလို့လည်းဒေတာခန်တွေကဆိုပါတယ်။လုံလုံမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာကညုံကျောင်းရွာကအသက်80အရွယ်အမျိုးသမီးကြီးတဦးကိုအကြင်ကြင်အောက်တမပြုချစ်ခဲ့တယ်လို့နင်းစီအောင်အမျိုးသမီးများသမဂ္ဂကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်သားတွေဟာ အခုလ14ရက်နေ့ကစလို့ကညုံကျောင်းရွာကိုစစ်ကြောင်းထိုးခဲ့ပြီး ကညုံကျုံရောက်ခန်းအသက်80အရွယ်အမျိုးသမီးကြီးတဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကသူ့ခင်ပေါ်ရှိအပါဝင်နေရဆက်တိုက်9ချိန်အာဓမပြုကျတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။ဒါအပြင် စစ်ကောင်စီစစ်ကြောင်းကကညုံကျုံကြီးရွာကစိတ်ချမ်းမရည်မကောင်းတဲ့အမျိုးသားတဦးကိုလည်းလယ်လီတက်ဖြတ်ပြီးအလောင်းကိုစော့ပြစ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။တက်ဖြတ်ခံရသူဟာအသက်46နှစ်အရွယ်ကညုံကျုံရွာကဦးမျိုးစိုးအောင်ဖြစ်ပြီး ကညုံကျွန်းရွာကိုစစ်ကြောင်းထိုးခဲ့ပြီးဆယ်ရက်အကြာစစ်တပ်ကပြန်လည်ဆုတ်ခွာချိန်မှာစစ်ပြေးရွာနဲ့လုံလုံမြို့ကြားစီယုံတော်ထဲမှာဥမျိုးစုအောင်ရဲ့အလောင်းကိုစော့ပစ်ခဲ့တာဖြစ်ပါတယ်။ကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်တွေကိုတုံလရီတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးအရှင်ဖမ်းမိတယ်လို့ပြည်သူ့ကော်မတီတမတော်တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကထုတ်ပြန်ပါတယ်။ပြည်သူ့ကော်မတီတမတော် PDF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတမတော် KNLA တို့ပူးပေါင်းပြီးစစ်တောင်းမြင့်ဝမ်းစစ်စင်ရေးအနေနဲ့ကြောက်ကြီးမြို့နယ်ထဲကစစ်ကောင်စီတပ်တွေကိုဇွန်လ26ရက်နေ့မှာတိုက်ခိုက်ခဲ့တာပါစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထက်မနည်းတေဆုံးပြီး22ဦးဖမ်းမိတဲ့အပြင်လက်နက်မျိုးစုံ28လက်နဲ့ခဲယံတွေတခြားစစ်သုံးပစ္စည်းအမြောင်များကိုတင်စီရရှိခဲ့လို့ဆိုပါတယ်ကိုတောင်းမျိုးအတခေါတုံအခြေခံပညာအထက်တန်းကျောင်းမှာ အတန်းဖို့ကိုပေါတူးယိုးနဲ့ရိုက်နှက်ခဲ့တဲ့ចောင်းသားကိုចောင်းတနစ်ရနာပြီးမိဘများစီကိုပြန်လဲအနှံထားတယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့က grade 9တက်ရောက်နေတဲ့အသက်14နှစ်အရွယ်ចောင်းသားတဦးကိုအတန်းဖို့အသက်16နှစ်အရွယ်ចောင်းသားကအတန်းထဲမှာပေါတူးယိုးနဲ့ဥခေါင်းကိုရိုက်နှက်ခဲ့တာပါ။ရင်နဲ့ခံရတဲ့ចောင်းသားဟာအစကကောတောင်းမြို့မှာရှိတဲ့ပြည်သူစေယုံမှာစေကူတော်မှုခံယူခဲ့ပေမဲ့ အခြေအနေစိုးရိမ်ရတာကြောင့်ထိုင်းနိုင်ငံရနောင်းမြို့ကိုတွားရောက်ပြီးတော့စီကူတာမှုခံယူနေရတယ်လို့ဆိုပါတယ်တနင်္သာရီမျိုးနဲ့ဇပွဲရွာဒေသခံအုပ်ကိုအမည်မသိလက်နက်ကင် အဖွဲ့တစ်ခုကနေအခုလ25ရက်နေ့ညနေပိုင်းမှာဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။အဖမ်းခံရသူက အသက်50ဝန်းကျင်အရွယ်ရှိတဲ့ဇပွဲဒေသခံကိုသိန်းစုံဦးနဲ့အသက်30ကျော်အရွယ်ကိုဘူကျော်တို့ဖြစ်ပြီး ဥယျင်ချန်ကအပြန်ဖာနီယောအနီးလမ်းပိုင်းမှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလက်ရှိမှာသူတို့နှစ်ဦးနဲ့ပတ်သက်လို့နောက်ဆက်တွဲတွေမတိရသေးဘူးလို့လည်းဒေသခံတွေကဆိုပါတယ်။လုံလုံမြို့နယ်အတွင်းကစစ်ပေးရှောင်ပြည်သူတွေကိုကျမ်းမာရေးဆောက်ရှောက်မှုတွေပြုလုပ်ပေးခဲ့တယ်လို့လုံလုံပကဖားကသတင်းထုတ်ပြန်ပါတယ်။လုံလုံမြို့နယ်မှာအခုလအတွင်းနှစ်ဖက်တိုက်ပွဲတွေနဲ့စစ်ကောင်စီကစစ်ကြောင်းထိုးထားတာတွေကြောင့်စစ်ရေးတင်းမာနေပြီး ီသားခွန်တွေအများပြားလဲစစ်ပေးရှောင်နေရတာပါလုံလုံပကောက်ဖားရဲ့ဆေးအဖွဲကတော့စစ်ပေးရှောင်ပြီးသူဦးရီတရာခန့်ကိုဆေးဝါးကူတာပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်